ခန္ဓာကိုယ်မှာရေးပါဆုံးတတုတ္တတကူဟာဘယ်ရလဲလို့မေးရင်သင်ပါကိုပြင်းမြင်မိပါတယ်အဖြေကတော့ကယ်ဆယ်မှာလူတော်များများကဒါကိုအယိုးအတွက်လိုပဲတည်ထားကြပါမယ်တကယ်တော့ကျွန်တော်တို့ရဲ့ကြက်သားတွေနှလုံးနဲ့အောင်ကျော်စနစ်တွေကိုပါကောင်းကောင်းလက်ပတ်ဖို့အတွက်ကယ်ဆယ်ကမရှိမဖြစ်လိုအပ်ပါတယ်ဒါပေမဲ့စိတ်မကောင်းစရာကလူတော်များများမှာကယ်ဆယ်ဓာတ်ကိုလုံလုံလောက်လောက်မရရှိကြပါဘူး ဒါဆိုကိုမကယ်ဆီယမ်ကမြဲနေသလားဆိုတော့ကိုဘယ်လိုသိနိုင်မလဲဒီနေ့မှာကယ်ဆီယမ်မြဲနေရဲ့လက္ခဏာ5ချက်ကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဒီဗီဒီယိုလေးကို အဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်အပ်ပါတယ်။ပထမဆုံးလက္ခဏာကတော့ကြွက်သားတွေနာကျင်တာနဲ့ကြွက်တက်တာပါ။ကယ်ဆီယမ်ကကြွက်သားတွေကျုံနာဆန္ဒတွေကိုလုံးဆောင်ရမှာကိုင်ပေးပါတယ်။ကယ်ဆီယမ်တန်းနေတဲ့အခါခြေတလုံးကြွက်တက်တာ ချက်သားတွေနာကျင်တာနဲ့တောင်းတင်းတာတွေကိုပါ ခံစားရနိုင်ပါတယ်။ဒါရီယာတင်းခနာကိုကနေအကူအညီတောင်းနေတဲ့ပထမဆုံးအချက်ပြမှုတစ်ခုပါပဲ။ဒုတိယတစ်ခုကတော့ပင်မန်ရွှဲနေတာပါ။ကယ်ဆီယံကတင်းခနာကိုရဲ့အောင်စောနဲ့ချက်သားစနစ်တွေကိုထောက်ပံ့ပေးပါတယ်။ကယ်ဆီယံတက်လုံလုံလောက်လောက်မရရှိတဲ့အခါမှာအားနေတာပင်မန်ရွှဲနေတာဖြစ်တတ်ပါတယ်။ဒါပေမဲ့မသားစရာတစ်ခုက ပင်မန်ရွှဲနေတာက တခြားအကြောင်းရင်းကြောင့်လည်းဖြစ်နိုင်တာမို့ဒီလက္ခဏာတခုတည်းနဲ့တော့ကယ်ဆီယမ်ဓာတ်ချိုတက်နေပြီလို့ကောက်ချက်မချပါနဲ့တတိယလက္ခဏာကတော့ထုံကျင်တာပါကယ်ဆီယမ်ဓာတ်နေတာကလက်ပြားခြေပြားတွေမှာရှိရဲ့အောင်စိုးတွေကိုဒီကစေပြီးအနက်ဆော့တယ်လို့ထုံကျင်တာမျိုးကို ခံစားရစေပါတယ်တချို့သူတွေအတွက်ဆိုရင်သာဟာကယ်ဆီယမ်ဓာတ်ချိုးတက်နေရဆိုတဲ့ပရမာဇုံသိပါတဲ့လက္ခဏာတခုဖြစ်ပါတယ် လေးခုမြောက်လက္ခဏာကကယ်စီယံလို့ပြောလိုက်ရင် လူတိုင်းသိတဲ့လက္ခဏာဖြစ်တဲ့အယိုကျန်းမာရေးပြဿနာပါအသက်30ဝန်းကျင်ကစပြီးအယိုတွေဟာတဘာဝအတိုင်းကယ်စီယံဓာတ်တွေကိုစတဲ့ဆုံးရှုံးစေပါတယ်ကယ်စီယံဓာတ်ချို့တဲ့ရင်အယိုပွားရာရဲ့အစာဖြစ်တဲ့အယိုတိတ်တဲ့စာ နေတာနေနောက်ပိုင်းမှာဆိုရင်အယိုပွားရောဂါဖြစ်နိုင်ခြေပိုများစေပါတယ်ကယ်စီယံဓာတ်ချို့တဲ့တာကြောင့်ဖြစ်တဲ့ဒီရောဂါတွေဟာ အယိုးကျိုးတဲ့အချိန်မှသာ သိရတာများပါတယ်။ငါ့ကိုမြောက်ကတော့တွားပြဿနာတွေပါခန္ဓာကိုယ်ရဲ့ကယ်ဆယံအများစုကိုတွားနေအယိုးတွေမှာပိုလောင်ထားတာပါကယ်ဆယံချိုးတရာကြောင့်အယိုးကျိုးလက်သလိုတွားနေကရင်းဆိုင်ရာပြဿနာတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ကယ်ဆယံကို လုံလုံလောက်လောက်မရရှိရကတွားကြွေလာတွေကို အားနေစေပြီး တွားပိုးစားရာအထိကိုပိုဖြစ်ပွားစေနိုင်ပါတယ်။အချိန်ကြာလာရင်တွားကျိုးရာမျိုးအထိဖြစ်နိုင်ပါတယ်။စေတမမြောက်လက္ခဏာကအတော်လေးမထင်မှန်ထားစရာပါ။ဒါကတော့မျက်စိအတွင်းနေနဲ့အမြင်အရုံ ပြောင်းလဲတာပဲဖြစ်ပါတယ်။တချို့သူတေသနာတွေကကယ်ဆယ်န်တဲ့နေတာကမျက်စိအတွင်းနေလို့အမြင်အရုံမှုံွားတာတွေနဲ့အသက်အရွယ်ကြောင့်ဖြစ်တဲ့မြင်နွားပျက်စီးစေနိုင်တာတွေနဲ့ဆက်ဆက်နေရလို့ ပေါ်ပြထားပါရယ်။နောက်ဆုံးလက္ခဏာကတော့စိတ်ကျမ်းမာရေးကို ထိခိုက်မှုပါ။ကယ်ဆီယံကစိတ်ခံစားမှုပေါ်တက်ရောက်မှုရှိရယ်။ပုံနောက်ရှိအောက်ကျောဆက်တွေဓာတ်ပစ္စည်းတချို့ကိုအထောက်အကူပြုနိုင်ပါရယ်။ကယ်ဆီယံတဲ့မများတာကစိတ်ကြတာ၊စိုးရိမ်စိတ်များတာ စိတ်တူတာနဲ့စိတ်ရှုပ်တွေးတာမျိုးတွေအထိဖြစ်လာနိုင်ပါတယ်။ဒီလက္ခဏာတွေကတဖြည်းဖြည်းဖြစ်လာပြီးကယ်ဆယ်ဓာတ်ကို ပြန်လဲဖြည့်တင်လိုက်ုံနဲ့ပြေလဲသွားနိုင်ပါတယ်။ဒီအချက်တွေကတော့ကယ်ဆယ်ဓာတ်မလုံလောက်တာရဲ့လိဒါထင်ရှားတဲ့လက္ခဏာခုနချက်ပဲဖြစ်ပါတယ်။ဒီလက္ခဏာတွေကတခုခုကိုသင်ခန်းစားနေရလို့ထင်ရင်ဒါမှမဟုတ်သင်ကြမ်းမရင်းနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိနေမှာဆိုရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးစမ်းသပ်ဆွေးဆွေးမှုတွေကိုပြုလုပ်ဖို့အကြံပြုလိုပါတယ်။ကောင်းတဲ့အချက်ကတော့ကယ်ဆီယမ်ဓာတ်ချိုးတဲ့တာကိုအစာအာဟာရမျှတအောင်စားသောက်တာနဲ့ဖြည့်စွက်တာဆေးရည်နဲ့အလွယ်တကူကုသနိုင်တာပါပဲ။ဘို့ဒိန်ချင်းဒိန်ခဲအစိမ်းအောင်ရှိရဲ့ဟင်းသီးဟင်းရွက်တွေဗာရာစီတွေလိုကယ်ဆီယမ်ကျော်ဝါးတဲ့အစာအစာတွေကိုနေ့တိုင်းစားသောက်မှုတွေမှာထည့်သွင်းစားသောက်ပေးပါ။ ဒီဗီဒီယိုကနေအစိုးရရဲ့အချက်အလက်တွေကိုလာရှိသွားမယ်လို့မျှော်လင့်ပါတယ်ရှင်အားလုံးပဲကျမ်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။